မိုးကုန်းနဲ့မိုးမိတ်ကနေ DNA တွေကပြန်ဆုတ်ရမယ်အဲ့ဒါကတော့ဘာလဲဆိုတော့လက်ရှိမိုးကုန်းမိုးမိတ်ကနေဆုတ်ပြီးတော့ရောက်ရှိနေတဲ့နယ်မှာတက်တဲ့အနေနဲ့ထိုးစစ်မစင်တော့ဘဲနဲ့သဘောတူညီချက်ကိုစစ်ခွေးတွေနဲ့ပြုတ်လိုက်တယ်အဲ့တော့အားလုံးအုပ်တနိုင်ငံလုံးဝိုင်းဆဲနေကြတဲ့ DNA တွေကို DNA တွေကိုဝိုင်းဆဲနေကြတာဒီကျွန်တော်အဖြေမဟုတ်ဘူးနော်လုံးဝမှားပါတယ်ဘာဖြစ်လို့လဲ DNA တွေဘာကြောင့်ဆုတ်ကြတာလဲ DNA တွေကဘာကိုဖြစ်စင်တာလဲအဲ့ဒီနှစ်ချက်ကိုကျွန်တော်ကောင်းကောင်းသိဖို့လိုတယ်နံပါတ်1 DNA တွေဒီတော်လန်ရင် မပါတော့ဘဲနဲ့လက်နက်ကင်စီးပွားရှာတော့မှလားမဟုတ်ပါဘူးသူဟာလက်ရှိမြေပြတ်မှာရှိတဲ့ခေါင်းဆောင်တွေနဲ့ဘလောက်တွဲနေတယ် MDY PDF တို့နဲ့ဘလောက်တွဲပြီးလုပ်နေလဲဆိုတော့အလုံးတိပဲဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်တင်းအန်းနေဘာဖြစ်လို့စုပ်ပေးရတာလဲအလုံးတိတဲ့အတိုင်း MNDAA တောင်မှလာရှုတ်ကိုဘဝကိုရဲ့တပ်ဖွဲ့ဝင်တွေအတက်တွေစတဲ့ပြီးတော့တိန်းထားတဲ့စစ်ဌာနချုပ်ကြီးဗျာခမရတို့ဆိုရင်စုပ်မလားရှင်းနေတဲ့ဖြစ်ရဲ့ တော့ပြန်ဆုတ်ပေးရတယ်ဆိုတော့သူတို့မှဘလို့မှတွန်းလှန်လို့မရတဲ့ဖိအားတစ်ခုရှိနေလို့ဆိုတာဒါကျင်းနေတယ်အခုလည်းမိုးကမိုးမိတ်ဆိုတော့သူတို့တင်းထားတဲ့မြို့သူတို့တင်းထားတဲ့မြို့ဝိုင်းဘာမှမဆိုင်ပဲနဲ့တီးနိုင်မတိုက်ပဲနဲ့ဆုတ်ပေးလိုက်ရမယ်ဆိုတာစဉ်းစားကြည့်ဘယ်အဖွဲ့ကလုံမှာလဲဆုတ်ပေးရတယ်ဆိုတော့ဒါပါတယ်အဲ့တော့အားလုံးတီးတဲ့အတိုင်းတရုတ်ရဲ့ရုပ်မှမှုကြောင့် MNDA နဲ့ TNN ကမတိုက်ပဲနဲ့နယ်မြေတွေကိုဒီဂျော်လဂီစခွေးတွေကိုပေးလိုက်ကြတာဟုတ်လားဒီကောင်လေးဂျော်လဂီတွေ ဘောင်းဆိုစစ်သားဆိုတာစစ်တိုက်အောင်မဘယ်ဟုတ်မလဲတရုတ်ကိုသွားသွားပြီးတော့လီးဆုပ်ပေးပြီးတော့ဒီကနယ်မြေကိုပြန်ပြန်တောင်းရတဲ့ဘိုးကဒီကောင်ဒီဘိုးကကိုယ်နိုင်ငံအချုပ်အခြာကိုသူများနိုင်ငံရှိမှပြန်တောင်းနေတာနော်တို့တွေရှက်တိုက်လဲနေလို့ရတယ်အကောင့်ပြောတာပြောခြင်းနဲ့ဇကားတွေကတို့ပြောနေတာဘောင်းမွေးနဲ့ဇကားတွေကပြောနေတာတကယ်အမှန်တရားကပါလေကိုယ်နိုင်ငံရဲ့နယ်နိမိတ်ကိုကိုယ်နိုင်ငံမှာရှိတဲ့လက်မှတ်ကင်အဖွဲ့ကတိုက်တိန်ထားလို့ပြန်မတိုက်နိုင်လို့သူများနိုင်ငံကိုငိုပြီးသွားတောင်းရတဲ့ဘိုးက အဲ့ဒါအမှန်တရားပဲဒါဒါလုံးဝမှားတဲ့အရာမဟုတ်ဘူး။ဟိုပေါက်ကဲခေါင်းစဉ်တွေငိမ့်ညာရေးလို့ဗာရေးလို့ညာရေးလို့ခေါင်းစဉ်တွေဒါရှောက်တတ်နေတာ။သူတို့ရဲ့လက်ရှိဖြစ်နေတဲ့ဘဝပါလေစစ်ခွေးတွေဟာ။သူတို့လက်ရှိတမြန်မာနိုင်ငံတဲကနယ်မြေကိုမြန်မာနိုင်ငံတဲကလက်နက်ကင်အဖွဲ့တွေကတိုက်ပြီးတိန်းထားလို့ပြန်မတိုက်နိုင်လို့ဘေးမှာရှိတဲ့သူများနိုင်ငံကိုတွားပြီးငိုပြီးတော့ပြန်တောင်းရတဲ့ဘဝ။နော်။အဲ့တော့အခုအဲ့ဒီမိုးကုန်းတဲ့မိုးမိတ်ကိုတင်ဟန်တွေကဒါတင်ဟန်တွေလက်လွတ်လိုက်တယ်ပေါ့။ ယူခြင်းနဲ့ယူယူပုံနဲ့ပုံစံနဲ့သဘောဆိုတော့အခုကြင်ညာချက်ထုတ်လာပါပြီမန္တလေး PDF ကမန္တလေး PDF ဘာပြောဆိုတော့အဲ့ဒီ data တွေကိုရအောင်ကာကွယ်မယ်ဆိုတဲ့ကြင်ညာချက်ထွက်လာပါပြီကျွန်တော်စာလေးဖတ်ပြပါမယ်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနစီရင်ချုပ်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဘ ਹੁ ဥဆောင်ကော်မတီထုတ်ပြန်ကြင်ညာချက်နှစ်မြင်းဆောင်2025ပြည်သူထံတို့အတိပေးခြင်းရက်စွဲ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ နံပါတ်၁ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးပြည်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစီယုံချုပ်၏အမိတ်ပေးကုတ်ကဲမှုအောက်တွင်တည်ရှိသောတော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါသည်။နံပါတ်၂မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးပြည်စတင်စုဖွဲ့စဉ်2021ခုနှစ်မှစ၍ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့်စစ်အာဏာရှင်အမြင့်ပြတ်ချေမှုန်းနိုင်ရေးအတွက်ဒီဇိုင်းမမတ်တိုက်ပွဲဝင်လျက်ရှိပြီးလက်ရှိကာလများတွင်တိုင်းနာမဟာမိတ်အဖွဲ့အစည်းများ၏ပံ့ပိုးကူညီမှု မိတ်ဖက်၊ຫນွေဦးတော်လှန်ရေးအင်အားစုများ၏ပူးပေါင်းလက်တွဲမှု တပ်ဖွဲ့ဝင်များဤစွန့်လွတ်ပေးဆက်မှုများနှင့်အတူမန္တလေးဒေသအတွင်းရှိနယ်မြေစုကိုထိန်းချုပ်ဆိုးမိုးနိုင်ခဲ့ပါသည်နံပါတ်၃မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးတီရရှိထားတဲ့ထိန်းချုပ်နယ်မြေများကိုဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်မိဖက်တော်နိုင်အင်အားစုများနှင့်လက်တွဲကွာကိုစွမ်းရှိသည်မြတ်ညံစွမ်းရှိသည်မြတ်အာတုံခွန်ဆိုင်ကျိုးပန်းဆောင်ရဲ့တွားမီဖြစ်ပါသည်ထို့အပြင်၎င်းအထို့အပြင်နံပါတ်၄ထို့အပြင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးတီ မြည်မြမြင့်ကြီးမားသည့်အခက်ခဲအသားအစီရှိနေစေကာမူမိမိတို့၏ဘုံရည်မှန်းချက်ဖြစ်တဲ့ Federal Democracy ရရှိရေးနှင့်စစ်အာဏာရှင်အမြင့်ပြတ်ရှင်မုံတိုက်ပွဲများကိုဆက်လက်စတဲ့တပိုးဦးတော်ဦးလယ်မတုံဆက်လက်ဖော်ဆောင်တွားမိဖြစ်ပါကြောင်းပြည်သူထံသို့ရိုတေစွာအတိပေးတင်ပြအပ်ပါသည်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဘုံဦးဆောင်ကောမဒီတဲ့နော်ဒါကတော့ မန္တလေး PDF ကထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်တယ်เนาะဒီမိုးကုတ်နယ်နဲ့ပတ်သက်လို့သတင်းနဲ့ပါတာကိုကျွန်တော်ဖတ်ပြပါမယ်เนาะမန္တလေးတိုင်းမိုးကုတ်မြို့ကိုဆက်လက်ထိန်းချုပ်ကာကွယ်နိုင်ရေးမိမ့်ဘက်တော်လန်ရင်အင်အားစုများနဲ့လက်တွဲကကြိုးပမ်းဆောင်ရွက်တွားမိဖြစ်ကြောင်းတော်လန်အင်အားစုတို့ကရန်ကုန်ခေတ္တသတင်းဌာနကပြောဆိုပြီးယနေ့တရအနေကမိုးကုတ်မြို့နဲ့မိုးမိတ်မြို့မှာစုံခွာနေဖြစ်ပြီးစစ်တပ်နဲ့အပြစ်ရကြောင်းကြေညာပြီးနောက်တော်လန်အင်အားစုများကရင်းတို့ပြောဆိုလာခြင်းဖြစ်ပြီး တစ်ဖက်တွင်လည်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကရရှိထားသောထိန်းချုပ်နယ်မြေများကိုကာကွယ်တော်မူဖြစ်ကြောင်းကြေညာလာခြင်းဖြစ်သည်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကတိုင်းဒေသမဟာမိတ်အဖွဲ့အစည်းများ၏ပံ့ပိုးကူညီမှုမိဖက်နှွေဦးတော်နိုင်အင်အားစုများ၏ပူပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်ပေါင်းများစွာ၏စွန့်လွတ်ပေးဆပ်မှုများနှင့်အတူမန္တလေးဒေသအတွင်းရှိနယ်မြေချို့ကိုထိန်းချုပ်စိုးမိုးနိုင်ခဲ့ကြောင်းထို့ပြင်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးသည်ရရှိထားတဲ့နယ်မြေများကိုလည်းဆက်လက်ထိန်းသိမ်း နိုင်ရေးအတွက်မိဖက်တော်နိုင်အင်အားစုများနှင့်လက်တွဲကကိုစမ်းရှိသည်များညံစွမ်းရှိသည်များအတုံခွန်ဆိုင်ကျိုးပန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းယနေ့ထုတ်ပြန်ကြေညာသည်ထို့ပြင်ပြည်သူ့ကော်ဝေးတပ်တော်မန္တလေးပြည်မြင်းမြင့်ကြီးမားသည့်အခက်အခဲတားဆီးရှိနေသေးကမူမိမိတို့၏ဘုံဟီမန်းချက်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့်စစ်အာဏာရှင်အမြင့်ပြတ်ချေမှုန်းရေးတိုက်ပွဲများကိုစားတဲ့တဖို့ဦးဥလဲမတုံဆက်လက်ပေါ်ဆောင်သွားမည်ဖြစ်ကြောင်းဆက်လက်ကြေညာထားသည့်အလားတူမန္တလေးတိုင်းမိုးကုံမြို့ကို TNLA ကစစ်ကောင်စီအဖွဲ့တန်းပြန်လည်ပေးအပ်ပြီးအပြစ်ရအခက်ရက်စဲရေးလှုပ်ဆောင်ခဲ့တော်လဲ PDF တပ်ဖွဲ့များအနေဖြင့်ဆက်လက်ခုခံကာကွယ်သွားမည်ဖြစ်ကြောင်းမိုးကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် PDF တပ်ဖွဲ့ဝင်များကရန်ကုန်ခေတ္တသတင်းဌာနကပြောကြားတယ်။ယနေ့အော်တိုဝါလာ29ရက်နေ့ည7:00နာရီအချိန်မှစ၍မိုးကုံနှင့်မိုးမိတ်မြို့ကို TNL ကစစ်ကောင်စီတပ်ဖွဲ့တံပြန်လည်ပေးအပ်ခဲ့ပြီးနှစ်ဖက်အပြစ်ကရက်စဲရေးလက်မှတ်ရေးထိုးခဲ့ရာမိုးကုံမြို့မှာ TNL ထိန်းချုပ်မှုအောင်းနိုင်မရှိတော့ဘဲစစ်ကောင်စီလက်အောက်သို့ကြောက်ရွံ့သွားပြီးဖြစ်သည့်ဖြစ် ် NG အစိုးရ PDF တပ်ဖွဲ့များအနေဖြင့်မြည်တို့မြည်ပုံဆက်လက်လှုပ်ဆောင်မျိုးကိုတရှိနိုင်ရန်ရန်ကုန်ခေတ်တည်ထင်းဌာနကလိုက်လံမေးမြန်းခဲ့ခြင်းဖြစ်သည်ဒီကိစ္စနဲ့ပတ်သက်ပြီး TNL ဘက်ကတော့ဘာမှလာပြောတာမရှိပါဘူး TNL အနေနဲ့ပြန်ပေးခြင်းပေးပါစေကျွန်တော်တို့ကတော့တော်လှန်ရေးကိုဆက်လုပ်မှာပါမျိုးဆိုတာကတော်လန်ရေးရဲ့အစိတ်ပိုင်းတစ်ခုပါပဲ NUG MOD ဥဆောင်ပြီးကာကွယ်ရင်ကျွန်တော်တို့အနေနဲ့ကအသေးခံပြီးတိုက်ဖို့အစဉ်နှစ်ပါပဲစိတ်ဓာတ်ကြစရာမရှိပါဘူးကျွန်တော်တို့ဒီထက်ပို ကောင်းဖို့ပိုကြိုးစားဖို့လိုသေးတယ်ဆိုတာပြလိုက်တာလို့မြန်မာနယ်ဟုမိုးကုံမြို့နယ် PDF တပ်ဖွဲ့ဝင်တို့ကရန်ကုန်ခေတ္တဌာနတရင်းဌာနနဲ့ပြောကြားခဲ့တယ်။မိုးကုံမြို့ကို TNL ကပြန်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြည်သူများကအပြစ်တင်ခြင်းဝေဖန်ခြင်းများရှိနေတော်လဲထို့တော့အပြစ်တင်ဝေဖန်ခြင်းုံနဲ့ပြီးတော့မြင်မဟုတ်ကြောင်း TNL MNDA အနေဖြင့်လည်းတရုတ်နိုင်ငံ၏လက်ပြင်းညှစ်ခံထားရတဲ့ဖြင့်ကိုချင်းစာပြီးစဉ်းစားရလိုအပ်ကြောင်းမိုးကုံမြို့နယ်ပြည်သူကလုံခြုံရေးအဖွဲ့ကထုတ်ပြန်ထားသည်။ထို့ကဲ့သို့ TNN ကတက်ပြန့်ဆုတ်ပြီးစစ်ကောင်စီနှင့်အပြစ်အခက်ရက်စဲရေးလှုံ့ဆော်ပြီးအပေါ်အယူကြီးအစိုးရကာကွယ်ဝန်ကြီးဌာနနဲ့ပြည်ထုကာကွယ်ရေးအနေဖြင့်အစွမ်းအစထုတ်တုံးကတက်တည်ပြရမယ့်အချိန်တို့ရောက်ရှိပြီးဖြစ်ကြောင်းမိဘပြည်သူများအနေဖြင့်လက်ဆင့်အာဏာရှင်ကိုအမြင့်ပြတ်နိုင်ရန်လူလက်နက်ခဲယံငွေကြေးစိတ်ဓာတ်အားလုံးပူးပေါင်းဆောင်ရွက်မိအချိန်ဖြစ်ကြောင်းတည်ပေးထားသည်စေအနာရှင်ရှိနေတွေ့ဘယ်မျိုးဘယ်ပြည်သူမှစိတ်မချရဘူးဆိုတာတက်တည်ပြလိုက်တာပါပြည်သူတွေက ီအနေနဲ့ဒီထက်ပုံပုံပါဝင်အားဖြင့်ပြီးတော်လှန်ရေးသမားတွေအနေနဲ့ပိုကြိုးစားဖို့လိုတယ်လို့ပြောချင်ပါတယ်ဟုတ်မိုးကုံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တို့ကပြောပါတယ်ကဲဒါကတော့ TNN တွေကမိုးကုံမိုးမိတ်ကိုပြန်လည်ဆုတ်ပေးတဲ့အပေါ်မှာအဲဝိုင်းပြောနေတဲ့ဒူတီအတွက်ကျွန်တော်တို့ပြောချင်တာပေါ့နော်ကျွန်တော်အဓိကဒါဟာတရုတ်ကလှုပ်ဆောင်ချက်အဲ့တော့တရုတ်ကဒီဖိအားတွေကိုကြော်လွှားနိုင်ဖို့ဥဆောင်တဲ့တိုင်းသားခေါင်းဆောင်တွေပြီးလို့ရှိရင် NUG အစိုးရအနေနဲ့ဘာတွေလုပ်နိုင်မလဲဒါကဒီဥဆောင်တဲ့အပိုင်းမှာလှုပ်ရမယ်လို့ပြည်သူတွေအနေနဲ့ကကျွန်တော်တို့က ဘာလုပ်ရမလဲလက်ရှိစုတ်ဝါတဲ့ DNA တွေကိုထိုင်ဆဲနေတာဒီအပြင်းမှမဟုတ်ပါဘူးအဓိကဘာလဲဒီနယ်မြေမှာဆက်လက်ထိန်းချုပ်ဖို့အတွက်အခုဆိုရင်မန္တလေး PDF အနေနဲ့အင်အားလိုတယ်အဲ့ဒီအပေါ်မှာမန္တလေး PDF ကိုဝိုင်းရံဖို့ကူညီဖို့အရေးကြီးတယ်နော်နောက်တစ်ခုရှိတာကကျွန်တော်အခြားဒေတာတွေမှာလည်းစစ်မျက်နှာတွေဖွင့်ဖို့လိုအပ်ပါတယ်အဲ့အတွက်လည်းဖွင့်မဲ့ဒေတာတွေအများကြီးရှိနေပါတယ်နော်ဒါပေမဲ့ဒါတွေကြတော့ ဟိုတက်ဆိုင်ရာတည်းကထုတ်ပြောလို့မရတဲ့အတွက်ကျွန်တော်တို့ပြောလို့မရဘူးဒါလေးကိုလည်းနားလည်ဖို့လိုပဲအဓိကကျွန်တော်တို့တွေစစ်မျက်နှာအစုံဖွင့်ထားမယ်ဆိုရင်လက်ရှိအကြမ်းဖက်စစ်တပ်ဟာသူတို့ရဲ့ထုံထုံအင်အားကိုနေရာတိုင်းကနေထုံထုံလို့မရတော့ဘာလို့ဆိုတော့လက်ရှိတိုက်ပွဲတစ်ခုဖြစ်မယ်ဟဲ့ဆိုရင်ဒီနယ်မြေအခုဆိုမိုးကုတ်နယ်မြေကိုစစ်ကြောင်းထိုးမယ်ဆိုရင်အရင်ဆုံးလေရင်နဲ့ drone နဲ့ဘုံကျဲလိုက်ဘုံကျဲပြီးရင်ခြေမြန်တက်ကဲအနောက်ကလက်နက်ကြီးတက်ပါတယ်အဲ့ဒီလက်နက်ကြီးတက်ကခြေမြန်တက်ကိုကြော်ပြီးတော့လှမ်းထုတ်ပေးတယ်ထုတ်ပြီးတော့ဟိုမှာကျေပြီး ရန်သူကစုပ်စုပ်ရင်စုပ်မစုပ်ရင်ကစင်ကလေးအဖြစ်ပြီးအဲ့ဒီအချိန်မှာသူတို့ချင်းညာတက်ကဝင်စည်းတာဒါလက်ရှိစစ်တပ်ကလုံနေကြအလုံးအဲ့တော့လက်ရှိဒီလိုစစ်ကြောင်းတွေကိုဘယ်လိုဟန်သားမလဲဘယ်လိုကြားဖြတ်တိုက်မလဲဘယ်လိုလုံမလဲဆိုတာကိုမဟာမိတ်အနေနဲ့ပူးပေါင်းပြီးတော့လုပ်နေပါတယ်အဓိကကကျွန်တော်တို့စိတ်သက်ကြလို့မရဘူးစီလုံးမှုပြိုကွဲလို့မရဘူးနော်နောက်တစ်ခုရှိတာကလက်ရှိတော်လှန်ရေးဟာကျွန်တော်တို့တီတူကသူလက်ပလံနဲ့တိုက်ထားတဲ့နယ်မြေတွေနော် လက်ပလာနဲ့ပြည်သူတိုက်ထားတဲ့နေမြေတွေကအခုမိုးကုတ်မိုးမိတ် TNN နဲ့ MNDA ထိန်းချုပ်တဲ့ဒေတာပဲသူတို့ယူနိုင်နေတာအဲ့ဒါဒီတိုက်ပြီးယူတာလားတံတောင်းစားလို့တောင်းယူတာလားအားလုံးသိပဲအားလုံးသိပဲလက်ရှိရခိုင်မှာလုံးဝသူတို့ပြန်မလုံနိုင်တဲ့ပြင်ရခိုင်ထိုးစစ်တာသူတို့ခံစစ်ဖြစ်နေတယ်နော်အားလုံးသိပြီးရင်မြေပြန့်ဒေတာတနင်္လာရီတိုင်းကရင်ပြည်နယ်မှာဒီဝန်နည်းတစ်ခုအဲ့လောက်ပဲသူတို့ရှိသေးတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တည့်ရမှာကငါတို့က လက်ပလံနဲ့တိုက်လာခဲ့တာဒီကောင်တွေမှာပြန်ရတဲ့နယ်မြေဆိုတာသူတို့နယ်မြေကိုကိုကတိန်းထားတဲ့ဟာကိုသူတို့ပြန်ရတာအဲ့ဒါကောင်တတိရှိရှိတိုက်ရတာမဟုတ်ဘူးတယောက်ကိုဖေခေါ်ပြီးတော့စစ်သားနာချုပ်ပြန်ပေးပါလာချိုးပြန်ပေးပါမိုးကုတ်ပြန်ပေးပါမိုးမိတ်ပန်ပြန်ပေးပါငိုပြီးတောင်းနေတာအလုံးတိပဲဘဏလားရှိနေပြီဒီမိုးကုတ်နဲ့မိုးမိတ်ကိုပြန်ဆုပ်ဖို့အတွက်ညှိနေတာလာပေါင်းဘဏလားရှိပြီအလုံးနဲ့တိလိုက်တယ် เนาะမတိတဲ့လူတွေလည်းမှတ်သွားပါအခုမှရတာမဟုတ်ဘူးဒီမိုးသောမိုးမိတ်ပြန်ပေးဖို့အတွက်ဒီစစ်ခွေးတွေကသွားတောင်းနေတဲ့တရုတ်မှာကြာပါပြီ TNN တွေကလုံးဝမပေးဘဲတင်းခံပြီးတော့မျိုးစုံတောက်ခံနေတာအခုနောက်ဆုံးမှတရုတ်ကဖီအားကိုဘလုံးမမလွန်ဆန်တဲ့အဆုံးမှာဒီ MNDA နဲ့ MNDA လာရှိုးကိုပေးတဲ့ပုံစံအတိုင်းပဲ TNN တွေကအခုဟာမိုးကုတ်မိုးမိတ်ကိုပြန်ပေးလိုက်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဘက်ကတီတူတွေတိထားမှာက တရုတ်ဘေးမှာနေတဲ့အဖွဲ့တွေဒီတရုတ်ရဲ့ pressure ကိုခံနေရတယ်ဆိုရင်တရုတ်ဘေးမှာမရှိတဲ့အဖွဲ့တွေကိုပြည်သူတွေအပြည့်အဝဝန်းရံဖို့လိုတယ်အခုဆို KIA တို့ AA တို့เนาะကရင်ပြည်ဘက်အဖွဲ့တွေเนาะပြီးလို့ရှိရင်တနင်္လာနေ့တိုင်းမှာပြူဟာ33လို့35လို့စတဲ့ဖြစ်အများကြီးရှိပါတယ်เนาะဒီဘက်မှာတိုက်နေတာဟာအများကြီးရှိတယ်ပြီးရက်ခိုင်တိုင်းနေတာလည်းအများကြီးရှိတယ်အဲ့တော့ဒါတွေကိုအပြည့်အဝဝန်းရံဖို့ရည်တည်ပါတယ်အချင်းချင်းဆဲနေပြီးစိတ်ဝမ်းပွဲစရာမလိုပါဘူး အဲ့တော့မန္တလေးပြည်သေးရဲ့အနေနဲ့လှုပ်တင်လှုပ်ထိုက်တာကိုသူတို့လှုပ်ပါလိမ့်မယ်တောင်တောင်ဟာတွေကဂျိုတင်ပြောလို့မရတဲ့ဟာတွေဖြစ်တဲ့အတွက်စောင့်ကြည့်နေအောင်ပေါ့နော်ဒါပါပဲ